ီနေ့မှာတော့အတ္တဟာဗစ်ဆိုတဲ့စာအုပ်လေးအကြောင်းပြောပြခြင်းလဲဒီစာအုပ်ဟာအလေးထားတွေကိုဘယ်လိုတိဆောက်မလဲဘယ်လိုဖြတ်မလဲဆိုတာကိုသိပ္ပံနည်းကြရှင်းပြထားတဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်ဂျိမ်းမဆိုတဲ့သူကဒီစာအုပ်ကိုရေးတာပါသူကငငယ်တုန်းကဘေ့စ်ဘောကစားရင်းမတော်တဆမှုတစ်ခုဖြစ်ပြီးမျက်နာကိုဗတ်တုံးနဲ့ပြင်းပြင်းထန်ထန်ထိမိတယ်နှာခေါင်းကျိုးအုံနောက်ရောက်မျက်လုံးနေရာလွဲတဲ့အထိစိုးဝါးတဲ့ဒဏ်ရာရခဲ့တယ်။လေးလလောက်ဆေးရုံတက်ကူတာခဲ့ရတယ် ဒါပေမဲ့သူကနေ့စဉ်တေးသေးမောမောစူးစမ်းမှုလေးတွေနဲ့တဖြည်းဖြည်းပြန်ကောင်းလာပြီး All American Academy ကစားသမား33ယောက်ထဲကတယောက်ဖြစ်လာတယ်။အခုဆိုအလေးထားပြောင်းလဲမှုဆိုင်ရာကျွမ်းကျင်သူတယောက်ဖြစ်နေပြီးဒီစာအုပ်ကနယူးယောက်တိုင်းမှာ Best Seller စာရင်းမှာပါလာပါတယ်။ James ကအလေးထားတိုင်းတွင်အဆင့်၄ဆင့်ပါဝင်ကြောင်းရှင်းပြထားပါတယ်။အဆင့်တကအချက်ပြမှုခုပါ။ဥပမာအားဖြင့် coffee ဆိုင်ရှိဖြစ်သွားရင် coffee တောက်ချင်စိတ်ပေါ်လာတယ်။ ဖုန်းမှာ message ရအတန်လာရင်ချက်ချင်းကြည့်ခြင်းစိတ်ဖြစ်တယ်။အစစ်နှစ်ကလိုချင်စိတ် craving ပါ။ဥပမာအားဖြင့် coffee အနံ့ရလာရင်ကဖိန်းတက်ရဖို့လိုချင်လာတယ်။ဖုန်းမှာအတန်လာရင် အကြောင်းအရာကိုသိချင်လာတယ်။အစင်သုံးကတုံ့ပြန်မှု response ပါ။ဥပမာအားဖြင့် coffee ဆိုင်ထဲဝင်ပြီး coffee မှာလေဖုန်းကိုကောက်ယူပြီး message ချက်ဖတ်လိုက်တယ်။အစင်လေးကဆုလက် reward ပါ။ ဥပမာအားဖြင့်ကော်ဖီတောက်ပြီးရင်လမ်းဆန်းတက်ကြွလာတယ်။ message ဖတ်ပြီးရင် စိတ်ကြည်နက်မှုရတယ်။ James ကအလေးထားတဲ့များဖန်တီးရမှာအသုံးပြုနိုင်သည့်နီလန်းလေးမျိုးကိုလည်းအကြံပြုထားပါတယ်။ပထမနီလန်းမှာအလေးထားကိုတိတာထင်ရှားစေရန်ပြုလုပ်ခြင်းဖြစ်ပါတယ်။ဥပမာအားဖြင့်ကျမ်းမာရေးနဲ့ညီတဲ့အသီးနှံတွေကို ရေခဲတက်တာအရှိဆုံးမှာထားတာမျိုး။စာဖတ်ဖို့စာအုပ်စင်ပေးမှာတက်တောင့်တက်တာထိုင်လို့ရတဲ့နေရာလောက်ထားတာမျိုးလို့ဖြစ်ပါတယ်။ ဒုတိယနိလန်ကအလေးထကိုဆွဲဆောင်မှုရှိစေရန်ပြုလုပ်ခြင်းဖြစ်ပါတယ်။ဥပမာအားဖြင့်လေ့ကျင့်ခန်းလုပ်တဲ့အခါကိုယ်အကျိုက်ဆုံးတခြင်းတွေဖွင့်ထားတယ်။စာဖတ်တဲ့အခါကြိုက်နှစ်သက်တဲ့လက်ဖက်ရည်တစ်ခွက်နဲ့အေးစစ်စစ်လေးဖတ်တာမျိုးပေါ့။တတိယနိလန်မှာအလေးထကို လွယ်ကူစေရန်ပြုလုပ်ခြင်းဖြစ်ပါတယ်။ဥပမာအားဖြင့်နက်နက်လေ့ကျင့်ခန်းလုပ်ဖို့ညဘက်ကလေးကအာကစားဝတ်စုံကိုအိပ်ရာပေးမှအစင်သင့်ပြင်ထားတာမျိုးပေါ့။ နောက်ဆုံးနီးလန်းကတော့အလေးထကိုကျေနပ်မှုရှိစေရန် ပြုလုပ်ခြင်းပါဥပမာအားဖြင့်တပတ်လုံးလေးကျင့်ခန်းမပြတ်မကွက်လုပ်ရင်ကိုကိုကိုရုပ်ရှင်ကြည့်ခွင့်ပေးတယ်တလားတိတိစာဖတ်ချိန်မပြတ်ရင်ကိုကြိုက်တဲ့စာအုပ်အစ်စ်တအုပ်ဝယ်ပေးတာမျိုးတွေဖြစ်ပါတယ်မိကုံးချုပ်အနေနဲ့ဒီစာအုပ်ကတင်းငယ်တဲ့အပြောင်းအလဲလေးတွေကဘလို့ကြီးမားတဲ့ရလဒ်တွေ ဖြစ်လာနိုင်တယ်ဆိုတာတိတာထင်ရှားစွာပြောပြထားပါတယ်အလေးထဆိုတာကိုဘွားရဲ့အတူနှုံကိုဘွားရဲ့စုငွေပဲဖြစ်ပါတယ် တင်းငယ်တဲ့အပြောင်းလဲတွေကနေတိုင်းစူးစီးလာရင်တစ်နှစ်နှစ်နှစ်ကြာတဲ့အခါအံ့ဩစရာကောင်းတဲ့ရလက်တွေရလာမှာပါဒီနေ့ကစပြီးတေးသေးမောမောအပြောင်းလဲလေးတွေနဲ့ကိုဘွားကိုတိုးတက်အောင်လုပ်ကြည့်လို့ရပါတယ်ဒီစာအုပ်ကိုဖတ်ဖြစ်အောင်ဖတ်ကြည့်ပါအကျိုးရှိမှတေးချပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်